ဝါတစ်ခုချင်းစီဟာရေးသားထားပြီးသားစာအုပ်တွေနဲ့တူပါတယ်။တချို့ပြုရှင်ချမ်းမြေ့ရတဲ့အောင်မြင်ခဲ့တဲ့ဆာမျက်နှာတွေလည်းရှိသလိုအစင်မပြေတဲ့ဆာမျက်နှာတွေဝမ်းနည်းနာကျင်ရတဲ့ဆာမျက်နှာတွေလည်းရှိကြတာပါပဲ။သူများရဲ့လှပပြုရှင်ဝယ်ကောင်းတဲ့ဆာမျက်နှာတွေစီကိုလမ်းမြောင်းရေးကြည့်ရင်အားကြမိတဲ့အခါတွေလည်းရှိသလိုကိုယ့်ရဲ့အစင်မပြေတဲ့ဆာမျက်နှာတွေကို ထက်တလဲလဲပြန်ဖတ်ရပြီးအားငယ်စေတင်ငယ်စေတွေနဲ့ညဉ့်ညူနေမိတဲ့အချိန်တွေလည်းရှိတတ်ပါတယ်။တချို့သောသူတွေကသူတို့ဘဝရဲ့အယောင်သွေးတောက်ပါပြီးလှပတဲ့ဆံမျက်နှာတွေကိုလည်းပြတ်သားတတ်ပါတယ်။အဲဒီဘဝတွေကမှောင်မိုက်အကြီးတက်နေတဲ့ဆံမျက်နှာတွေကိုတော့ဘယ်သူမှမမသိအောင်သူ့ဝက်ထောက်ခွေထားတတ်ကြပါတယ်။လူတိုင်းရဲ့ဘဝဆံမျက်နှာတိုင်းဟာ အလင်းနဲ့အမှောင်လှပခြင်းနဲ့အကြီးတက်ခြင်းဆိုပြီးပြည့်မြတ်တတရှိကြစမြဲပါကိုယ့်ရဲ့အာရုံစိုက်ခြင်းနဲ့ပဲဆိုင်နေကိုကလှပလင်းလက်တဲ့ဆာမဏေတွေကိုပဲရွေးပြီးဖတ်မယ်ကိုရရှိပါဆိုင်နာတဲ့ဘဝတွေကကောင်းမွန်လှပတဲ့အရေးအတွေးတွေကိုအတိမတ်ပြုတန်ဖိုးထားတတ်မယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာကြိုးစရာကောင်းတဲ့ဘဝဖြစ်ပါလိမ့်မယ်ဒါမှမဟုတ်ပဲအစင်မပြေတာလေးတွေ ခက်ခဲလေးတွေစိတ်တနာလေးတွေကိုပဲအာရုံစိုက်ပြီးစိတ်တိုင်းမကြငုံငုံနေမယ်ဆိုရင် ကိုယ့်ရဲ့ဘဝမပြေစရာမကောင်းတဲ့ဘဝဖြစ်လာမှာဒါဆိုတင်ရအဆင်မပြေတဲ့စာမျက်နှာကိုပဲထက်တလဲလဲဖတ်နေမိတဲ့သူတယောက်ဖြစ်သွားမှာပေါ့သူများစီမှာမရှိနိုင်တဲ့ကိုယ့်ရဲ့ရည်သွေးကောင်းလေးတွေအားသာချက်ကလေးတွေကိုရွေးချယ်ပြီးဖတ်ကြည့်စေချင်ပါတယ် ဥပမာသင်ဟာအရဲလှပချမိုးတဲ့သူတယောက်မဖြစ်ပေမဲ့အချက်ပြုတ်ကောင်းတဲ့သူတယောက်ကိုယ်အင်္ဂလိပ်ကိုသင်ရှင်းတက်ရဲ့နေအောင်ထားတတ်တဲ့သူတယောက်လည်းဖြစ်နိုင်ပါတယ်။မင်းသမီးတွေအဆူတော်တွေလိုအောင်မြင်ကြားတဲ့ဘဝစာမျက်နှာမျိုးကိုပိုင်ဆိုင်မထားပေမဲ့ကို့မှာအေးချမ်းတရားတဲ့အင်တော်ကြီးကိုပိုင်ဆိုင်ဝင်ရထားမယ်။စိတ်မြင့်လို့စရာ သားသမီးကလေးတွေရှိမယ်။ ်စတဲ့သူများမှမရှိနိုင်တဲ့ကိုပိုင်ဆိုင်ခွင့်ရထားတဲ့ကောင်းွက်ကလေးတွေကိုရှာဖွေခန်းစားတတ်မယ်ဆိုရင်တကယ်ပြည့်စုံရမှာဖြစ်ပါလေ။အတွေ့အကြုံရခြင်းရဲ့အဓိကအကြောင်းကတော့သူများမှရှိပြီးကိုမှမရှိတဲ့အရာတွေအတွက်ကိုမချစ်မရင်စိတ်မချမ်းသာနိုင်ခြင်းကြောင့်ပဲဖြစ်တယ်။ဒါကြောင့်ဒီနေ့ကစားပြီးကိုရဲ့အတွေ့အကြုံကိုပြောင်းလဲကြည့်လိုက်ပါ။သူများမှမရှိရင် ို့မှာရှိတဲ့အရေးသွေးတွေကိုရှာဖွေဖော်ထုတ်ကြည့်ပါအဲ့ဒီစာမျက်နှာကိုရှာဖွေဖတ်ကြည့်တဲ့အခါပြုရှင်ခြင်းကကိုယ်ရင်တွေကိုဝင်ရောက်လာတာကိုခံစားမိပါလိမ့်မယ်